အားလုံးမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစည်းအဝေးကနေပြီးပြန်လည်ပြီးကြိုလိုက်ပါတယ်။ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေဒီနေ့ကနေပြီးဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ဗောနော်။အဲ့တော့ကျွန်တော်ဒါ Liverpool အသင်းကတော့ဒါကျွန်တော်မင်းညက Here we go ဖြစ်သွားခဲ့ပြီဖြစ်ပါတယ်။ဒါမင်းညက Here we go ကဒါကျွန်တော် Liverpool အသင်းအဝင်တော့မဟုတ်ဘူးဒါလူတော်များကျွန်တော်ကလစ်ပိတ်လုလိုက်လို့ဘီလိုကရာကက်စ်များလာဒါကျွန်တော်တို့ Florian Reis များလားလက်ရှိမှာဒါလူတော်များစိတ်ဝင်စားလိမ့်မယ်လို့ထင်ပါတယ်။ဒါပေမဲ့ကျွန်တော်အနေနဲ့ဒါ clip bait လုပ်တာဖြစ်မဲ့ဒါ Florian Reis အကြောင်းလက်ရှိမှာတင်ပေးမဲ့ဘာလို့လွန်ခဲ့တဲ့တနအီလောက်ကမှဒါ ဒါ Fabrizio Romano ကသူ့ရဲ့ Twitter မှာတင်ထားတဲ့ကြောင့်ဒီကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်နည်းနည်း update လေးလေးလုပ်ပေးမယ်။လောလောဆယ်တော့လက်ရှိမှာ Kale Han နဲ့ပတ်သက်ပြီးဒါကျွန်တော်နည်းနည်းလေးပြောချင်ပါတယ်။အဲ Liverpool တင်တဲ့လက်ရှိမှာ Here we go သွားခဲ့ဖြစ်ပါတယ်။သူ့ရဲ့လက်ရှိဒါဒုတိယကိုသမားဖြစ်တဲ့ဒါကျွန်တော်တို့ Kale Han နေနဲ့ဒါကျွန်တော်တို့ La Mae Nuya ဒီမှာဒါကျွန်တော်တို့ Bravo အသင်းကိုသွားပြီးတော့ join တော့မှာဖြစ်ပါတယ်။ကစားသမားကဒါကျွန်တော် Bravo အသင်းကိုဒါပေါင်18တန်းနဲ့သဘောတူညီမှုရရှိခဲ့တယ်လို့သိရတယ်မှာပါတယ်။ Bravo အသင်းကသူ့ရဲ့ကိုသမားဖြစ်တဲ့ Flack Kang ကိုဒါ Liverpool ကိုရောင်းချ ားခဲ့ပြီးနောက်ပိုင်းမှာမြန်မြန်ဆက်ဆံမဲ့သူတို့နေနံပါတ်1ဂိုးသမားနေရာအတွက်ဒါကျွန်တော်တို့လီဗာပူးရဲ့နံပါတ်1ဂိုးသမားနေရာကိုပွဲယူလိုက်တယ်လို့ပြောလို့ရတယ်မှာပါတယ်အဲ့တော့ပြောချင်တာဒီအပြောင်းရွှေ့ကတကယ်တမ်းပြောမယ်တော်တော်လေးကို fair ဖြစ်တဲ့အပြောင်းရွှေ့လို့ပြောလို့ရတယ်တစ်ဖက်ကဒါကျွန်တော်တို့ Bravo အသင်းရဲ့သူတို့ရဲ့ဒါကျွန်တော်တို့အဲငွေကြီးမြများမြောက်များကိုတုံးခဲ့တဲ့အနေထားမှာလည်းရှိတယ်ဒါ Bravo လို့အသင်းပြောတော့ဒါဂိုးသမားတယောက်ကို16သန်းပေးဝယ်တယ်ဆိုတာကတော်တော်လေးကိုမြင့်မားတဲ့ကြီးတစ်ခုဖြစ်တယ်လို့ပြောလို့ရတယ်မှာပါတယ်အဲ့တော့ Liverpool အသင်းကပြန်စဉ်းစားကြည့်မယ်ဆိုတော့ဒီကစားသမားစီကနေပြီးတော့ဒါကျွန်တော်တို့ ပြောင်းရွှေ့ကြီးကတော်တော်လေးကိုရသွားကြတော့တော်တော်လေးကိုဒါအမျက်ထွက်ခါသူပြောလို့ရတော့လီဗာပူးတင်းနဲ့ဒီနေ့မှာဒါကျွန်တော်လက်ရှိမှာတရားဝယ်ဝင်ကတော့ frame pound တယောက်ပဲရှိသေးတယ်ဒါပေမဲ့ပြန်စစကြည့်အောင်လီဗာပူးတင်းနဲ့ Trent Alexander Arnold ရဲ့ပြောင်းရွှေ့ကနေ Euro 10သန်းပေါင်8သန်းပတ်ချလဲဝင်ညင်ရရခဲ့ပြီးတော့ဒါဒီကိုသမားအပြောင်းရွှေ့ကနေလဲဒါကျွန်တော်တို့ပေါင်18သန်းရခဲ့လီဗာပူးကလက်ရှိဒီအပြောင်းရွှေ့မှာတင်ပေါင်25သန်း26သန်း Euro သန်း30လောက်ဒါကျွန်တော်ရခဲ့ပြီဖြစ်တယ်အဲ့တော့လီဗာပူးတင်းဒါကျွန်တော်တို့ FFG လို့အုပ်စုလို့လို့ပုံကခင်ဗျာဒါ FFG လို့ဆိုရတဲ့ Michael Edward တို့ဒါ Richard Hughes တို့လို့လို့ပုံကဒါကျွန်တော် Blue ပဲပြောပြော ဘလောက်ပဲစောက်ပြပြပေါ့တကယ်အလုံးလုံးတဲ့အချိန်မှာသူများကြီးတက်တော်တယ်ဆိုတာလောကငင်းလို့မရအဲ့တော့ဒါအမှန်တမ်းပြော market value ရကလည်းဟာကခုလက်ရှိမှာပေါင်10သန်းပတ်ချလဲဝင်းညညာရှိတဲ့ကစားသမောင်း10သန်းလောက်တိုးရောက်နိုင်တဲ့ဥစ္စာကတော်တော်လေးကိုကြီးကျူးစရာဖြစ်ခဲ့တယ်မမေရဒါကလည်းဟာကဒါမနစ်ကစောင်းရသည်တော့ကင်စကီမခေါ်သေးတဲ့အချိန်မှာကလည်းဟာကိုခေါ်ဖို့အတွက်စပါတင်ကြိုးစားခဲ့တဲ့အချိန်မှာဒါကစားသမောင်း13သန်းပတ်ချလဲဝင်းညင်ကြလောက်ပဲရှိသေးတဲ့အချိန်မှာအခုလက်ရှိမှာ18သန်းပတ်ချလဲဝယ်ဒါအဲ့ပေါ့ bonus ပါညာပေါင်း18သန်းတဲ့ package ပေါ့နော်အဲ့တော့လက်ရှိမှာဒါကစားသမောင်းကတော့တေချာတစ်ခုဟာဒါကြောင့် Liverpool တင်းကနေပြီးတော့ ထွက်ခွာသွားခဲ့ပြီလီဗာပူးကလည်းအပေါင်းလက္ခဏာဆက်ဆောင်တဲ့ပဲထွက်ခွာသွားခဲ့တယ်။ဒါသူ့ရဲ့ဒါကျွန်တော်တို့ပရီးမီးယားလိဒါကျွန်တော်တို့ မဲတကူယူသွားပြီးရတာမှသူအနေနဲ့တရားဝင်ထွက်ခွာသွားခဲ့ဖြစ်တယ်။ကာလီဟာရဲ့ performance ကတော့မမဲရပါတယ်ကျွန်တော် FA Flash Fight မှာကျွန်တော်ရဲ့မျက်ဝါးတင်နေမှာသူ့ရဲ့အကောင်းဆုံးသော performance တွေတဲ့တခုကျွန်တော်တို့မြင်ခဲ့ရတယ်ဆိုတော့ကျွန်တော်အနေနဲ့ဒါဒီကစားသမားကိုလည်းအမှတ်ရရတယ်။ဒါပေမဲ့ Liverpool ကဒီအပြောင်းရွှေ့ကတာပတ်စံကိုမေးမေးမေးရခဲ့တယ်လို့ပြောလို့ရတယ်။ Liverpool တိနေဒီနေ့မှာဒါကျွန်တော်တို့ transfer အဝင်တွေကိုချမ်းမှုတွေရှိပြီးမယ်အခုအထွက်တွေမှာလည်းပတ်စံကိုတော်တော်လေးရှာနိုင်ခဲ့တယ်လို့ပြောလို့ရတယ်မပါတယ်။ဘာလို့ဆို Trent Alexander ဒါကျွန်တော်တို့တရားဝင်အလွတ်နဲ့ထွက်ခွာသွားမယ့်ဥစားကူမှဒါကျွန်တော်တလပဲကျန်တဲ့စာချုပ်ကိုဖျက်သိမ်းကဆိုပြီး Euro 10000တိတိရခဲ့ အခုပြောင်းရှိမှာ18တန်းရတယ်ဒါလက်ရှိမှာလီဗာပူးတင်းကအထွက်နဲ့ပတ်သက်ပြီးအလုပ်တွေကိုလည်းတော်တော်လေးကိုလုပ်နေတယ်ကစားသမားဟိုအသင်းသင်းလို့လည်းပြောလို့ရတယ်လက်ရှိမှာလီဗာပူးတင်းရဲ့အထွက်တွေထဲမှာဒါခံစင်မှု2ယောက်ထက်က1ယောက်လည်းထွက်ဖို့အတွက်လက်ရှိမှာဒါကျွန်တော်တို့ hit ပြီးခင်ခံရတယ်ဂျော်ရခွန်ဇာနဲ့ဂျူဂူမက်2ယောက်ထက်က1ယောက်ကလာမင်နူယာဒီမှာဒါကြောင့်ဒီပေါ့ဒါဒီဒီလာမင်နူယာပေါ့ဒီနူယာဒီအပြောင်းရှိမှာထွက်ဖို့အတွက်တော်တော်လေးကိုကျင်းသိနေလို့သိရတယ်မှာပါတယ်ဂျူဂူမက်နဲ့ခွန်ဇာရဲ့ဂျားထဲမှာဒါကျွန်တော်နီးပြအာလီစလော့နဲ့ဂျူဂူမက်ကိုထိမ့်သိမ့်ခြင်းပြီးတော့ဂျော်ရခွန်ဇာကိုတော့ရောင်းမယ်ဆိုရင်တော့ရောင်းချဖို့အတွက်ဒါ recommendation ပ ပေးထားတယ်လို့သိရတာမှပါတယ်။လက်ရှိမှာကျွန်တော်ခွန်စာကတော့ Newcastle United အသင်းကတော့ဒါတရားဝင်စိတ်ဝင်စားနေတဲ့ကစားသမားဖြစ်ကြောင်းသိရသေးတယ်မှပါတယ်။စိတ်ဝင်စားတဲ့အစီအမရှိလက်ရှိမှာတရားဝင်ကမ်းလှမ်းကြတော့မရှိဘူး။ခွန်စာကလက်ရှိမှာတန်းတက်လာခဲ့တဲ့ဆန္ဒလန်ကလည်းဒါစိတ်ဝင်စားနေတယ်ဆိုတဲ့ကောလာဟာလာဆက်ဆံသတင်းတွေကိုလည်းတောက်လျှောက်ထွက်ပေါ်နေတာကိုတွေ့ရမယ်တယ်မှာပါပါတယ်။အဲ့တော့မြို့ပင်စူးစီကမူလက်ရှိမှာဒါ Liverpool အသင်းနေတယ်ဒါကျွန်တော်တို့ကာလေဟာကိုဒါကျွန်တော်တို့လက်ရှိ Brentford အသင်းကိုရောင်းချခဲ့ပြီးနောက်ပိုင်းမှာ Mama Desiree လာရမယ်။အဲ့တော့ အမတ်တရွှေလီရောက်မဲ့အတွက်ကြောင့်မတီကြာတခုကဒါလေဘဘူးတင်တဲ့ကလဲဟာကိုရောင်းချတာမှန်ကန်တယ်လို့ပြောလို့ရတဲ့ဒါတခုရောက်သွားခဲ့တယ်အဲ့တော့ပြန်စစကြောက်ဒါကျွန်တော်တို့မမတရွှေလီနဲ့အလီစင်ရဲ့ကိစ္စကတော်တော်လေးကိုတော်တော်လေးကိုဒါစိတ်ဝင်စားဖို့ကောင်းဖို့ခိတ်ဝင်စားဖို့ကောင်းမယ်အခြေအနေတခုဖြစ်သွားမယ်ဘဒူကနံပါတ်1ကိုသမားဖြစ်သွားမှာလေမမတရွှေလီလားအလီစင်ဘက်ကလားအဲ့တော့လေဘဘူးတင်တဲ့ဒီနှစ်နွေရာဒီမှာကောလာဟာလာတွေကအလီစင်ဘက်ကကူဒါ sorry အာရေဘီယာဘက်ကနေပြီးတော့တရားဝင်ကမ်းလှမ်းမှုတွေကိုပြုလုပ်လာခဲ့မယ်သူတို့ကြိုက်တဲ့ဈေးဒါဖြစ်ခဲ့မယ်ဆိုရင်တော့ အဲလစ်ဆန်ဘက်ကကိုဒီနှစ်မှာတင် ရောင်းသွားဖို့အတွက်စဉ်းစားနေတယ်ဆိုတဲ့သတင်းတွေလည်းတော်တော်လေးကိုတောင်းတောင်းဖြတ်ဖြတ်စတင်ပြီးထွက်ပေါ်လာကြတယ်။အဲလစ်ဆန်ဘက်ကကိုတော့ဒါတစ်ဖက်ကဒါကျွန်တော်တို့ လီဗာပူးတင်းနဲ့ပေါင်တန်40နဲ့45တန်ပတ်ချလဲယူရိုတန်50နဲ့55တန်ပတ်ချလဲဝင်းကျင်ကြရမယ်ဆိုရင်အလစ်ဆန်ဘတ်ကာကိုဒါဆော်ဒီဘက်ကိုရောင်းချသွားမယ်ဆိုတဲ့ကောလာဟာလာတရင်ဆိုတချို့သောတရင်မှာလဲယူရိုတန်60လောက်ထိဒါကျွန်တော်တို့အဲလီဗာပူးတင်းကခေါ်ဖို့သူရှိပြောတာဒီညမှာလီဗာပူးတင်းကဒါကျွန်တော်တို့ထုံးဝမ်းနိုင်အကယ်ဒမီကချာလီရီယာကိုမြေတောင်မြောက်ပေးပြီးတော့မမဒက်ရီလီကိုတော့နံပါတ်1ဂူသမနေရာအတွက်ဒါကျွန်တော်လီဗာပူးတင်းကပေးဖို့အတွက်အစီအစဉ်ရှိတယ်ဆိုတဲ့ပုံစံမျိုးကိုလဲရေးသားထားတယ်အဲလီဗာပူးတင်းကဒါဂူသမနေရာအတွက်ဒါထပ်ပြီးတော့ပတ်စံရှာဖို့အတွက်ပြင်ဆင်လာခဲ့တယ်လို့ပြောတယ်အဲ့တော့ဒါဂူသမ ေရာအတွက်လက်ရှိမှာ here we go သွားခဲ့တဲ့အတွက်ကြောင့် Liverpool အသင်းအနေနဲ့ဒါလာမယ့်ရာသီမှာဂိုးသမားအကောင်နှစ်ယောက်ပိုင်ဆိုင်ထားမှာတော့ကြောင့်မလို့တော်တော်လေးကို level တပြုတ်လို့ Mamadish really ဆိုတာတကယ်ကို level ရမြင့်နေကစားသမား potential ရကောဒါ rating ရောဒါ Alisson Becker လက်ရှိမှာကဘာပေါ်မှာအကောင်ဆုံးသောဂိုးသမားရဲ့တယောက်ဖြစ်တဲ့လက်ရှိမှာအဲ့တော့တိုင်းနေရောက်ရဲ့ဒါအားပြိုင်မှုကလာမယ့်နွေရာသီလာမယ့်ရာသီမှာတော့ကျွန်တော်ဒါကြည့်အောင်ဘယ်လိုပြောလို့ရတယ်မှာအဲ့တော့ဘယ်လိုပြောလဲရှိမှာဘဘူးသိန်းကဒီအပြောင်းရှင်မှာ16သိန်းရသွားတယ်။ Here we go ဒါအမှတ်တရရတော့အများကြီးဒါကျွန်တော် အကူဂေပါစီဆိုပြီးတော့ကျွန်တော်များကစုမုံကောင်းတောင်းပြီးလာတော့လေဘဒါအမလန်ပဲ brand food အနေနဲ့ဒါကျွန်တော်တို့ကာလေဟာရောက်လာဆိုတော့တော်တော်လေးကိုကြည့်လို့ကောင်းမယ်ခံစစ်ကိုသမားနေရာမှာဘာတွေဖြစ်အောင်လဲဆိုစိတ်ဝင်စားအဲ့တော့ဒီနေရာလည်းပတ်သက်ပြီးလက်ရှိမှာနည်းနည်းလေး update လုပ်ချင်တာကနောက်ဆုံးဒါကျွန်တော် Florian Risk အပြောင်းအရွှေ့နဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တို့ ပါဗီဂျိုရိုမာနိုကလွန်ခဲ့တဲ့တနအီကမှတော့ update လုပ်ထားခဲ့တာတွေ့ရမယ်။ Liverpool remain confident of finalize Florian Riz deal as new round of talks has been scheduled this week. ဒီတစ်ပတ်တွင်မှာဒါကျွန်တော် Florian Riz ရဲ့အပြောင်းရွှေ့နဲ့ပတ်သက်ပြီး Liverpool နဲ့ဒါကျွန်တော် Liverpool နဲ့ကြားထဲမှာဒါစကားအစ်စ်တွေပို့ပြောပေါ့အေးပေါ့ဟို ထပ်ပြီးတော့ထပ်မံအသစ်တွေးဆမှုရှိတယ်ဆိုပြီးသူကရေးသားတာအဲ့တော့ပြောချင်တာကျွန်တော်မနေ့ကတင်ပြခဲ့လို့ပဲ Florian Rich ရဲ့အပြောင်းရွှေ့ကဒီ debate အတွင်းမှာတို့အပြတ်ဖြတ်ဖို့တော့တို့ကြိုးစားမယ်ဒါပေမဲ့ကျွန်တော်မြင်တာပေါ့နော် Florian Rich ရဲ့အပြောင်းရွှေ့တဲ့ဆိုင်ဒီ debate အတွင်းမှာ Milo Krakas ရဲ့အပြောင်းရွှေ့ကအရင်ဆုံးပြီးသွားဖို့မြင်တယ်လီဗာပူးတင်းရဲ့လက်ရှိဒုတိယမြောက်ကမ်းလှမ်းမှုကို Liverpool စင်နဲ့ဒီနေရာမှာဒီ အဲ130ကိုဒါ installment ဒါ109တန်းကိုဒါပေါင်109တန်း euro 130ကိုဒါတစ်ဖက်က liverpool အနေနဲ့လက်ခံခဲ့မယ်ဆိုရင်တော့ဒီဟာကိုသူ့အနေနဲ့ကြားတော့က9နှစ်ပေါ့နော်ဒါကစားသမားရဲ့စာချုပ်9နှစ်မှ9နှစ်ပုံစံမျိုး installment ပုံစံမျိုး liverpool တန်းကပေးရသွားဖို့တော့စဉ်းစားနေဒါပေမဲ့တစ်ဖက်က liverpool ဘက်ကကြားတော့ကတော့သူတို့အနေနဲ့3နှစ်အရစ်ကြပုံစံမျိုးလူချင်းနဲ့3 installment ပုံစံမျိုးလူချင်းတယ်လို့ဖတ်ရတယ်မှာပါတယ်အဲ့တော့လက်ရှိမှာဒီကျွန်တော်မြင်ကြည့်တာပေါ့နော်အဓိကကတော့ဒါအသင်းအနေနဲ့ဒီ installment ကိုဒါသဘောတူညီမှုရခဲ့မယ်ဆိုရင်တော့130လောက်နဲ့ okay ည်သွားမယ်လို့မြင်တယ်။နောက်ဆုံးတစ်ကြောင်းက club optimistic to get the agreement sealed with by Leverkusen ဆိုကျွန်တော်တို့လက်ရှိမှာတော့ Liverpool တင်းကတော့ Leverkusen တင်းနဲ့ဒါကျွန်တော်များမကြမီအချိန်တွင်းမှာဒါသဘောတူညီမှုတစ်ခုရနိုင်မယ်လို့သိတာတယ်မပါ။အဲ့တော့တချို့သော Kuala Lumpur မှာဒါ Florian Risch က Bayern Munich နဲ့တင်းပြန်ထွက်နေခဲ့မယ်ဒီတင်းတွေကအမှားဖြစ်ပြီးတော့ကစားသမားကအခုလက်ရှိမှာ Liverpool တင်းနဲ့ကိုသာရွေးချယ်ထားခဲ့ပြီးတော့ Liverpool တင်းကလည်း Leverkusen နဲ့ဒီအပြောင်းရွှေ့ကိုပြီးမြောက်အောင်ဆောင်ရွက်နေတယ်ဆိုတဲ့အကြောင်းကျွန်တော်အနေနဲ့ပြောချင်ပါတယ်။အဲ့တော့ဒါကိုတော့ Tier 1 level Fabrizio Romano ကိုယ်တိုင်တရားဝင်အတီ ပြုတ်ထားတဲ့အတွက်ကြောင့်မလို့ဒါက tier 1 level ရယုံလို့ရတယ်လို့ပြောလို့ရပါတယ်အဲ့တော့ liverpool အသင်းကဒီအပြောင်းရွှေ့မှာဒါ solo cc အလုပ်လုပ်ပြီး solo cc အပြီးတက်ဖို့အတွက်မျောလင်းလို့ရတယ်ကစားအသင်းတသင်းဖြစ်လာခဲ့ပြီအဲ့တော့ liverpool အသင်းရဲ့ hewi goal တွေကိုလည်းဒီရက်သက်တစ်ပတ်မှာထပ်ပြီးတော့များကျွန်တော်တို့ထပ်ပြီးတော့တွေ့ရမှာအခုလက်ရှိမှာတော့အထွက် hewi goal တွေကိုတွေ့နေရပြီးတော့မကြခင်မှာဒီတစ်ပတ်အတွင်းမှာပဲအဝင် hewi goal တွေကိုထပ်ပြီးတော့များတွေ့ရမလားဆိုပြီးတော့ကျွန်တော်တို့စောင့်ကြည့်ရမှာတယ်အဲ့တော့ liverpool အသင်းကလက်ရှိမှာသူတို့ရဲ့ဒုတိယဂိုးသမားဖြစ်တဲ့ကာလေဟာကိုဒါကျွန်တော်တို့ Brentford အသင်းကိုပေါင်18တန်းနဲ့ရောင်းချလိုက်ပြီးဖြစ်တယ်။ဒီနေရာမှာလက်ရှိမှာတော့ Chocola Hala တွေရခုလက်ရှိမှာတော့နောက်ထပ်တစ်ခုပြောချင်တာက Florian Wirtz ရဲ့အပြောင်းအရွှေ့ကလည်းဒီတပတ်အတွင်းမှာအပြီးသတ်နိုင်မယ်လို့ Liverpool က confidence ရှိကြောင်းကို Fabrizio Romano ကသူ့ရဲ့ဒါကြောင့် Twitter စာမျက်နှာပေါ်မှာလွန်ခဲ့တဲ့တနားပြီးပတ်ချလဲဝင်းငင်ကြကပြောဆိုလာတာကိုတွေ့ရမှာဖြစ်ပါတယ်။အဲ့တော့ Liverpool အပြောင်းအရွှေ့ရဲ့သတင်းလေးကိုတော့ဒီနားမှာကျွန်တော်နားကြပါတယ်။အားလုံးပဲကောင်းမွန်သောဒီနေ့ဖြစ်ပါစုမုံကောင်းတောင်းပြလိုက်ပါတယ်။အဲ့ဘောလုံးဝေးတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3 points နဲ့ TV4 တို့ရဲ့ အလင်းလေးတွေကိုထည့်ပေးထားကြတယ်မဆိုတော့ကုညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါတယ်များများလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျအောက်က comment တွေထဲမှာလည်း youth sport media 3.0နဲ့ db4 တွေလင်းလေးကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်မဆိုကုညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါတယ်များများလည်းကလစ်ဖို့မမေ့ကြပါနဲ့များများကလစ်မှာမြန်မြန်နေရဖြစ်ပါတယ်အားလုံးမကြိုတမရကောင်းမွန်တော်နေဒီနေ့ဖြစ်ပါစို့စုမုံကောင်တောင်းပြီးနေပဲကျွန်တော်တို့နောက်မှ AC တွေ့ကြတာပေါ့တေးပါဗျာ